မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်ကနေသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ရှင်းလကြတိုင်ယူခဲ့ရတဲ့အင်တော်မျိုးသိမ့်တိုက်ပွဲဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းအင်တော်မျိုးနယ်ကိုတော်လိုင်းအင်အားစုသိမ့်ပန့်ရရှိလိုက်တဲ့ဖြစ်ရပ်မှာဒူးခြားချက်တွေမှာပြူဟာကြတဲ့မျိုးဖြစ်ခြင်းနဲ့တုံပန်းများရဲမှာတက်မမှုတအုပ်ပါဝင်နေခြင်းတို့ဖြစ်ပါတယ်။ကချင်ပြည်နယ်နဲ့သခိုင်းတိုင်းနယ်ဆက်ရွှေဘုံမြကြီးနာလမ်းမကြီးပေါ်မှာရှိတဲ့အင်တော်မျိုးသိမ့်ယူနိုင်ရေးရှင်းလကြတိုက်ပွဲများတွင်နှစ်ဖက်အကြဆုံးများရှိကဟောင်းဝန်စာအမြောက်များပြင်လက်နက်ကင်ရဲများ ြားသိမ်းဆက်ရရှိခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးဆိုရာ NUG အမှတ်၁စစ်တေသားမှပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်အများပြားကကျောင်းသားတက်မတော် APSDN နဲ့ပူးပေါင်းက NUG ရဲ့ကိုကုမြောင်မျိုးဖြစ်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။စကိုင်းတိုင်းတွင်းရှိရွှေပြည်ခံပတ်မော်လူပင်လယ်ဘူးနဲ့မြို့တင်မြို့မန္တလေးမြို့တို့မှာစင်ကူးမျိုးတပိတ်ချင်းတကောင်းမျိုးတို့ကို NUG တပ်တွေကသိမ်းပိုက်ထားပါတယ်။ကချင်ပြည်နယ်နန့်စင်ရောင်မျိုးမှာအထွတ်စကိုင်းတိုင်းဝင်မော်လူမျိုးရဲ့တောင်ပတ်မိုင်90ကျော်กว่าရှိအင်းတော်မျိုးမှာဒေသရင်းဆက်သွင်းရေးအချက်ချကြပါတယ်။ဒုတိယ င်းရကမ္ဘာစစ်ကာလအတွင်းမှာပဲဂျပန်နဲ့အင်္ဂလိပ်တပ်များအဲ့ဒီမြို့ကိုထိန်းချုပ်နိုင်ဖို့အတွက်အပြင်းထန်တိုက်ခိုက်ခဲ့ကြပါတယ်။ ရွှေဘုံမြကြီးနားလမ်းပေါ်မှာရှိပြီးကတားခိုင်တွင်ပါရင်အင်တော်မျိုးက2014တကောင်စင်အရာလူဦးရေ3000ကျော်နေထိုင်ပါတယ်အရှိဘတ်မှာအီယာရီမြကန်းကိုမေးတင်ထားတဲ့ကတားမျိုးနေရှိပြီးကတားရဲ့အီယာရီမြအရှိဘတ်ကမ်းမှာရှမ်းပြည်နယ်ငအိုးမျိုးရှိပါတယ်တောင်ဘက်မှာစည်ရီယာချက်ချာကြတဲ့ထီးချိုင်မျိုးရှိပါတယ်အင်တော်မျိုးတိမ်ပိုက်ပြီးစကိုင်းတိုင်းတွင်စစ်ကောင်စီတပ်ဝင်ရောက်နိုင်တဲ့ကုန်းလမ်းကြောင်းမှာလုံးဝပြတ်တောက်သွားမှာဖြစ်ပြီးအီယာရီမြကျောင်းမှာရီလမ်းမှာဝင်ရောက်လာပါကကချင်ပြည်နယ်စင်ကန်းရွာကိုတိမ်ပိုက်ထားတဲ့ကရင်တပ်တွေက တားဆီးနိုင်မှာဖြစ်ပါတယ်။ကချင်ပြည်နယ်အတွင်းအဓိကဝင်ပေါက်လမ်းမကြီးနှစ်ခုနဲ့ပမော်မြကြီးနားလမ်းကို KAI တပ်ပေါင်းစုကသိမ်းပိုက်ထားသလိုရွှေဘုံမြကြီးနားလမ်းပေါ်ရှိအင်းတော်မြို့ကို NUG လောက်ခံတပ်တွေကသိမ်းပိုက်ထားတာဖြစ်ပါတယ်။အင်းတော်မြို့ကိုလက်လွတ်လိုက်ရတဲ့စစ်ကောင်စီတပ်ကကချင်ပြည်နယ်အတွင်းတပ်တွေကိုထောက်ပံ့ပို့ဆောင်ဖို့အတွက်လေကြောင်းတစ်ခုသာအသုံးပြုနိုင်တော့မယ်လို့စစ်ပန်ဆိုင်ရာသတင်းများအွန်လိုင်းမှာတင်ဆက်နေတဲ့ပိုကြီးစင်ရောကထောက်ပြပါရတယ်။ဆက်လက်ပြီး2024ဩဂုတ်15ရက်နေ့မှာ PDF APSD ရဲ့တပ်တွေကအင်းတော်မြို့သိမ်းတိုက်ပွဲ ွဲမှာစတင်ခဲ့ကြတယ်လို့သိရပါတယ်။တိုက်ပွဲစပြီးနောက်တနေ့ဩဂုတ်16ရက်နေ့နဲ့19ရက်နေ့တို့မှာစစ်လေရင်တွေကမြို့ပေါ်နဲ့အနီးဝန်းကျင်ကိုပုံစံနဲ့ချီကျင်းချခဲ့ပါတယ်။အဲ့ဒီကလေးကအင်းတော်မြို့မှာမြို့ပြင်ဒေသခံ2000ကျော်မှနီးစပ်ရာကျေးရွာများနဲ့ဘေးလွတ်ရာကိုတင်းရှောင်သွားခဲ့ကြပါတယ်။ လင်းရဲကြာမှာတပ်ပေါင်းစုကမြို့အရှိဘက်လေးမိုင်ကန်ကွာမော်လူမျိုးနဲ့ကတားမျိုးတွေကိုတွားနိုင်တဲ့စင်ရီယာထက်ချာကြတဲ့နဘာလန်ဆောင်ရှိစစ်တပ်စခန်းကိုသိမ်းပိုင်နိုင်ခဲ့ပါတယ်နဘာလန်ဆောင်ရှိစစ်စခန်းမှာစစ်တပ်က2023အာနာသိမ်းပြီးကလေးကတက်ဆွဲထားတာဖြစ်ပါတယ်မြို့သိမ်းထိုးစစ်အတွင်းရဲစခန်းနဲ့ဌာနဆိုင်ရာရုံးချို့ပါဝင်မြို့ပေါ်နေရာများစုကိုမဟာမိတ်တွေကထိန်းချုပ်နိုင်ခဲ့ပြီးအောက်တိုဘာမှာမြို့ရဲ့အမြင့်ဆုံးနေရာမှာတည်ဆောက်ထားတဲ့ဂျပန်လိုင်းကူကုန်းလို့ခေါ်တဲ့စစ်စခန်းတစ်ခုသာသိမ်းဖို့ကြံမာတော့တယ်အဲဒီနောက်မဟာမိတ်တွေကအဲ့ဒီ ာကိုဝင်းရံပိတ်ဆို့လိုက်ပြီးရဲ့နောက်နှစ်ဖက်တပ်များတက်ဆိုင်ထားတဲ့အခြေအနေနဲ့တိုက်ပွဲများညှိနှိုင်းသက်သွားတဲ့နိုဝင်ဘာ10ရက်နေ့မှာလက်ကျန်စခန်းကုန်းကိုမဟာမိတ်တပ်တွေကတကြော့ပြန်တိုက်ခိုက်ခဲ့ကြပါတယ်။အဆိုပါစခန်းကုန်းမှာစစ်ကောင်စီရဲ့ဒေသတွေမဟာမိတ်ရှမ်းနီအမျိုးသားများတက်မတော့ SNL ကလည်းရှိနေတယ်လို့ပအဝင်တိုက်ခိုက်သူတွေကအဲ့ဒီတုန်းကပြောထားပါတယ်။ကချင်ပြည်နယ်မှာကချင်တပ်ကရင်ရဲ့ဒိုးစင်မြပိုင်းမဟာမိတ်ဖွဲ့ရရဲ့2029ဆက်စင်ရီတို့ကိုရင်ဆိုင်ရပြီးနိုင်ငံအနှံ့စစ်မြေပြင်ဖြစ်နေတဲ့စစ်ကောင်စီတပ်ကအင်းတော်မျိုးကိုမြေပြင်စစ်ကုံမ ပို့နိုင်ခဲ့တော့လေလေးချောင်းပစ်ကိုအများပြားတုံးခဲ့ပါတယ်။တကြောပြန်အင်ဒေါ်တိုက်ပွဲများတွင်နှစ်ဖက်အကြဆုံးများခဲ့က 2025ဇန်နဝါရီလကုန်ကမှပူပေါင်းတပ်တွေကဂျပန်လိုက်ကူကုန်းရဲ့အရှိတ်အဝါရှိကာကင်းစခန်းတချို့ကိုသိမ်းနိုင်ခဲ့ပါတယ်။မလလေကမ်းမှာအင်းတော်ရှိတ်16မိုင်ကျော်ကွာကတာမျိုးအခြေဆိုင်အမှတ်300ကိုချီမြန်တရင်မှာအင်အား150ခန်းကအင်းတော်ကတာလန်အတိုင်းစစ်ကူလာရောက်ခဲ့ပါတယ်။အဲ့ဒီစစ်ကူတွေကတာမျိုးအနောက်ဘက်9မိုင်ကန်ကွာပင်မလွတ်ရွာနီးရောက် KIA နဲ့ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် KPDF တို့ကကြားဖြတ်တိုက်ခိုက်ခဲ့ကြပါတယ်။နှစ်ရက်ဆက်တိုက်ခိုက်ခံရတဲ့အတွက်တိစုံသူများပြပြီး30ခန်းစစ်တုံးပန်းဖြစ်သွားတယ်လို့ ညီပြင်းစင်ရီတည်င်းအရင်မြစ်တအုပ်ကပြောပြခဲ့တယ်လို့ NUG ကကွေးဝင်ကြီးဌာနကလည်းထုတ်ပြန်ထားပါတယ်။ပိတ်ဆို့ခံရတဲ့ဂျပန်လိုင်းကူကုန်းမှာစစ်ကောင်စီတပ်က APTN မှာစကန်အပြင်ထွက်လာပြီး စစ်ကြောင်းထိုးလာတာကိုတိုက်ခိုက်ရမှာအဆိုပါစစ်ကြောင်းကိုချိန်မုံနိုင်တယ်လို့စကန်ကုန်းတစ်ခုလုံးကိုပါတိမ်ပိုင်နိုင်ခဲ့ပါရင် AB 9ရက်နေ့ညအုပ်ပိုင်းမှာပူပေါင်းတက်ကတိုက်ခိုက်ရှင်လင်းခဲ့ရစကန်ပေါ်မှာကုတ်ကဲနေတဲ့တမ89ရက်ရှေ့တန်းတမမှုနဲ့စစ်ကောင်စီတပ်များကတာမျိုးပတ်ဆုတ်ခွာသွားတဲ့အတွက်စကန်ကုန်းကိုတိမ်ပိုင်နိုင်ခဲ့တယ်လို့အထက်ပါမြေပြင်သတင်းအရင်းမြစ်တွေကပြောပါရယ်သူတို့ကစစ်ကြောင်းထိုးလာတဲ့အခါမှာတိုင်ရင်နဲ့ဟိုးဆုပ်တီးဆုံနဲ့ကိုဘက်ကတိုင်ရင်နဲ့မှာမြို့ကန်ဖုန်ကြီးကျောင်းတို့လျောင်းတော်မူဖျားကုန်းတို့ရတာပါရပြီးမှနောက်တကုန်းကဂျပန် ုင်ကူကုန်းကိုရတာလို့သူကပြောပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်40ခန့်လက်နက်ချကြောင်းတုံ့ပန်းများကိုစီးဆင်းနေစေဖြစ်တဲ့အတွက်အရေးအတွက်နဲ့ယာလူများကိုအတိမပြုနိုင်ကြောင်း၎င်းကပြောထားပါတယ်။ကောင်ဝစ်စာအမြောက်ကြီးနှစ်လက်120မမစိန်ပြောင်းနှစ်လက်လက်နက်ငယ်များနဲ့ခရမ်းမီကြောင်းများပြားကိုလည်းသိမ်းပိုင်နိုင်ခဲ့ပါတယ်။ကာလာရှိတိုက်ပွဲအတွင်းစစ်ကောင်စီတပ်များစစ်ကူမရမြေပြင်မှာလက်နက်ရိက္ခာမပေါ်နိုင်ထိခိုက်သေးဆုံးမှုတွေလည်းများပြားတယ်လို့ NUG အဆိုရရဲ့ကာကွယ်ဝင်ကြီးဌာနက EP လာရှိရဲ့နေကထုတ်ပြန်ထားပါတယ်။မြို့သိမ်းတိုက်ပွဲ ွဲပြီးရနောက်အင်းတော်မျိုးကန်တွေကတော်လန်ပူပေါင်းတက်ကိုအိုးစီပုံလေးနဲ့ကြိုးစိုးကအောင်ပွဲခံခဲ့ကြပါရယ်အင်းတော်မျိုးတိုက်ပွဲမှာကချင်လွတ်လပ်ရေးတပ် KYA မှအထူးစစ်ကြောင်းတစ်ခုနဲ့ကြောင်းသားတပ်မတော် APSDS စစ်ကြောင်းသုံးမှတရင်နှရင်အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့စစ်တီတာတင်လောက်ခံတရင်များဖခဖအဖွဲ့များဒရုန်းနဲ့လက်နက်ကြီးအဖွဲ့များစသဖြင့်တရင်တပ်ဖွဲ့ပေါင်း40ကျော်ပါဝင်ကတိုက်ခိုက်ခဲ့ကြပါရယ် တပ်ပေါင်းစုကအင်းတော်မျိုးပတ်လည်ရှိစစ်ကောင်စီတပ်တွေကိုရှင်းလင်းနဲ့စစ်စင်ရေးများဖော်ဆောင်ရာ2024ဇွန်လမှာမြို့အနောက်မြောက်ဘက်ရှစ်မိုင်ကန်အကွာရှိနန်းတာရွာစစ်စခန်းကိုတိုက်ပိုက်လိုက်ပါတယ်ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့တဲ့စစ်ကောင်စီ ခံကတော့ဂျပန်လိုင်းကူကုန်းမှာမြို့အရှိဘက်မှာမြို့နဲ့တဆက်ထင်းရှိပြီးအရှိအနောက်တည်တွန်းထားတဲ့တောင်ကုန်းဖြစ်ပြီးတမြို့လုံးကိုအပေါ်စီးမှလွှမ်းမိုးထားတဲ့အနေအထားရှိပါတယ်။အဲ့ဒီနေရာမှာစစ်ကောင်စီတပ်ဆွဲရကုန်းအပြင်ဖုန်ကြီးကျောင်းနဲ့အခြားသာသနာ့အဆောက်အအုံများရှိတဲ့ကုန်းတချို့ကိုတွေ့နိုင်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းဂျပန်စစ်တပ်ကလိုင်းကူတူးပြီးမြေအောက်စစ်ဆေးရုံဖြစ်အသုံးပြုခဲ့တဲ့အဲ့ဒီနေရာကိုဒေသခံတို့ကဂျပန်လိုင်းကူကုန်းလို့အလွယ်တကူခေါ်ဆိုကြပြီးမြေအောက်ခံများနဲ့ကွန်ကရစ်ဘန်ကာများတိစောက်ထားတဲ့အဲ့ဒီနေရာမှာစစ်ကောင်စီကအခိုင်အမာခံစစ် စ်ပြင်ဆင်ထားတာဖြစ်ပါတယ်။အနံ၃ပေအလျား9ပေခန့်ရှိတဲ့တောင်အောင်မှဖောက်ထားတဲ့ကွန်ကရစ်မြောင်းတွေရှိတဲ့တောင်ကုန်းတစ်ခုလုံးမှာအဆိုပါမြောင်းပေါက်များအရက်လေးမျက်နှာမှာဖောက်ထားတယ်လို့အဲ့ဒီနေရာကိုရောက်ရှိဖို့သူအင်းတော်ဒေသခံမျိုးသားတောင်ကပြောပါတယ်။ဒါအပြင်ဦးသိန်းစိန်ဆိုရလက်ထက်မှစတင်ကအဆိုပါကုန်းမှာစစ်တပ်ရဲ့စက်သွေးတက်တကူစတင် တက်ဆွဲခဲ့ပြီးတဲ့နောက်ကွန်ကရစ်ဘန်ကအသစ်များစက်သွေးမြောင်းအသစ်များထပ်မံဆောင်လုပ်ခဲ့တယ်လို့အဆိုပါမျိုးသားကဆက်ပြောပါတယ်။တောင်ကိုကြော်တဲ့အပေါက်ပေါ်တည်တည်သွားတာနောက်တစ်ခုကနှာပေါက်တွေပေါ်နှာပေါက် က်တွေကအရက်လေးမျက်နှာရှိရဲတောင်ကိုကျော်တဲ့အပေါက်တွေတောင်ကိုကျော်ပြီးမှအောက်ကိုပြန်မစင်းတော့တောက်လျှောက်ဒိုးယူပေါက်ဖောက်လိုက်တာအင်းတော်ဒေသမှာဒီကနေ့ဒီပြူဟာကြားတဲ့အတွက်စစ်ကောင်စီနဲ့တော်လိုင်းတက်တွေကစစ်ခင်းနေတဲ့ဒေသဖြစ်တယ်လို့၎င်းကဆက်ပြောပါရယ်ဒီဘက်ကလာမှာအချက်ကြကြသလိုဒုတိယကဘာစစ်ကိုပြန်ကြည့်ရင်လည်းဒီနေရာမှာပဲဂျပန်ကထိုင်ခဲ့တာပဲဒုတိယကဘာစစ်တုံးကလည်းဒီနေရာကစစ်တလင်းမြေဖြစ်ခဲ့တာပဲစစ်စင်းယုံဖြစ်ခဲ့တာပဲမြို့သိမ်းပြီးရဲ့နောက်အွန်လိုင်းလူမှုကွန်ရက်မှာပြန်နှံ့လာတဲ့ရှုပ်တန်းတွေမှာဥမင်တပွဲအခိုင်မာတိစောက်ထားတဲ့လိုင်းကိုအတွင်း င်မီးစက်များအခန်းများနဲ့ဖွင့်စည်းထားပြီးအဝမှာတဲဘံကများပိတ်ဆို့ထားတဲ့အမြင့်အစေပင်ခန်းရှိတယ်လို့ခန့်မှန်းပါတယ်။ ။အဲ့ဒီနေရာမှာစစ်ကောင်စီရဲ့တပ်မ89တပ်မမူဟာစကန်းတိုင်ကာကွယ်ခဲ့ခြင်းဖြစ်ပါတယ်။စစ်ကောင်စီတပ်ရဲ့အမားဆုံးအကြမ်းဆုံးတပ်လို့အများသိကြတဲ့တပ်မ89ရဲ့ရှီတန်းတပ်မဌာနချုပ်ဖြင့်ဂျပန်လိုင်းကိုကုန်းမှအခြေစိုက်ပြီးတရင်လင်းရင်ပါဝင်တဲ့ဖြူဟာတစ်ခုကိုတပ်မမူပုံမှုကြောင့်အောင်တဲ့ကိုရိုင်းကုတ်ခဲ့ခဲ့တယ်။အဆိုပါစကန်းကုန်းပေါ်မှာစစ်ကောင်စီတပ်ကရှင်းလာကြခုခံနိုင်ခဲ့ပြီးတော်လိုင်းတပ်တွေရဲ့ထိုးစစ်မှမကြာခဏအရှိန်လျှော့ရပ်တန့်ခဲ့တဲ့နေစဉ်တိုက်ပွဲဖြစ်ပွားနေခြင်းမဟုတ်ပဲတပ်ပေါင်းစုဘက်မှကြီးစက်မလုံလောက်မှုစစ်ကောင်စီရဲ့လေ ကြောင့်တိုက်ခိုက်မှုတို့ကြောင့်ထိုးစစ်ရှိန်မကြကနာလျှော့ကြခဲ့တယ်လို့သိရပါဗျ။ဂျပန်လိုင်းကူကုန်းရီကာကင်အချို့ဖြစ်တဲ့နတ်ထက်ကုန်းမြို့ဦးစေရီနဲ့ဂျပန်လိုင်းကူကုန်းအခြေနာမှရှိရင်ဘုံကြီးကျောင်းတို့ကိုဇန်နဝါရီလကုန်းမှာတပ်ပေါင်းစုကသိမ်းပိုင်နိုင်ခဲ့ပါဗျ။ဒါပေမဲ့ရှားရီသာထိန်းချုပ်နိုင်ခဲ့တယ်လို့မြေပြင်စည်ရေးသတင်းအရင်းမြစ်တချို့ကပြောပါဗျ။အဲ့ဒီစခန်းတွေကထိုင်ထားတာဟုတ်တယ်ဒီဘက်ကကြီးစံမရှိလို့ပြန်ဆုံရတာတော့သူတို့ကပြန်ယူလိုက်ရတာအရန်လေနီရဲ့စံမတိုက်ပင်နဲ့အကြာကြီးထိုင်ထားဖို့ကလည်းမလွယ်ဘူးနေလို့၎င်းကဆိုပါတယ်။စစ်တပ်ကပိန်းဆ ုခံနေရတဲ့ဂျပန်လိုင်းကူကောင်ကိုဝိုင်းတွင်းအမျိုးအစားထောက်ပို့လင်းရင်းနဲ့ခရရနဲ့ရှိခါများပို့ပေးနေခဲ့ပါတယ်။ရှီရန်တမဌာနချုပ်ဖြစ်ခန်းစဲပြင်ဆင်ထားတဲ့နေရာမှာကွန်ကရစ်ဘန်ကများရှိနေတဲ့အပြင်တရင်လေးရင်အင်အား600ကျော်ကဟောင်ဝယ်စာလက်နက်ကြီးနှစ်လက်အပြင်လက်နက်ခရရအပြည့်စုံနဲ့ခုခံနေခဲ့တဲ့အတွက်တော်လိုင်းတပ်များခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရခြင်းဖြစ်နိုင်တယ်လို့စီရီယန်ဗိုလ်ကြီးစင်ယောကသုံးသပ်ပါတယ်။အင်ဒေါ်မှာနေမြေကန်တရင်မရှိပေမဲ့တမ89ရင်းရှီရန်တမဌာနချုပ်နဲ့လက်အောက်ခံတရင်လေးရင်နဲ့ W ဟာထိုင်ထားတယ်ပြီးတော့ဒုတိယကမ္ဘာစစ်တုန်းကဂျပန်လိုင်းကိုကုန်းကိုကာဘာယူရင်ခန့်စစ်ပြင်ဆင်ထားတာဖြစ်တဲ့အတွက်ကြံ့ကြာနေရလို့ပြောလို့ရတယ်လို့သူကဆိုပါတယ်။အင်းတော်ဆိုတာကကချင်နဲ့စကိုင်းရှမ်းမြောက်ရဲ့အဓိကစုံချက်နေရာဖြစ်တဲ့ဒါကြောင့်မလို့စစ်တပ်ကသူတို့အတွက်ဒီနေရာကိုဆွန့်လွတ်လိုက်မယ်ဆိုရင်သူတို့အတွက်ထိခိုက်နစ်နာမှုများတယ်။ဘာလို့လဲဆိုတော့ကချင်ပြည်နယ်တစ်ခုလုံးကိုကုန်းကြောင်ကရောရှီကြောင်နှစ်ကြောင်လုံးကနေအဆက်အသွယ်ပြတ်တောက်သွားပြီလို့ပြောရမှာဖြစ်တယ်။ဂျပန်လိုင်းကုန်းစကန့်ကိုကုတ်ကဲနေတဲ့တမ89တမမှုပုံမှုချုပ်အောင်တအုပ်နဲ့အင်အား 980ခန်းမှာတရင်တပတ်နီးပါးခုခံတိုက်ခိုက်ပြီးရဲ့နောက်ဧပြီလ9ရက်နေ့မှာစကန်ဆွန်ကအင်းတော်မျိုးအရှိဘတ်16မိုင်ကျော်အကွာကတာမျိုးဘတ်ကိုဆုတ်ခွာသွားခဲ့ပါတယ်။ဒါပေမဲ့နောက်ရက်မှာပုံမှုကြောင့်အောင်တအုံးနဲ့တပ်ဖွဲ့ဝင် အလုံးနီးပါးကတာမျိုးနီးဒေသအခြေစိုက် PDF တက်တွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတယ်လို့ဆိုပါတယ်။ပုံမှုကြောင့်အောင်တအုံးကတော်လိုင်းတက်တွေနဲ့ညီနိုင်ပြီးမှဂျပန်လိုင်းကုကုံစကန်ကိုဆုတ်ခွာသွားခြင်းဖြစ်တဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်နေချိန်မှာအခုလိုဖမ်းဆီးခံရခြင်းဖြစ်တယ်လို့ CDN ဗိုလ်ကြီးစင်ရောကပြောပါတယ်။ညီနိုင်ပြီးမှအဖမ်းခံလိုက်ရတာကိုအနောက် ောင်မြတ်တိုင်းစစ်ဌာနချုပ်ကလည်းသိတယ်။တမ89ကလည်းသိတယ်။ဒါပေမဲ့တမမူကလည်းသူ့တောင်းဆိုနေတဲ့နောက်ဆုံးအတနာခံစားရတဲ့အစဉ်ရသွားမှာပေါ့လို့သူကဆိုပါတယ်။ DSA စစ်တနအပတ်စဉ်၄၀နှစ်စဉ်ပုံမှုကြောင့်အောင်သက်ဦးကိုစစ်တုံ့ပန်းဖြစ်သွားမှုနဲ့ပတ်သက်ပြီးစစ်ကောင်စီတပ်နှင့် NUG အစိုးရတို့ကတရင်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ200ကျော်ကြာဆုံးနိုင်တဲ့တော်လိုင်းတမယာဘက်မှလည်းရှာကနန်းနီးပါးကြာဆုံးပွဲရှိတယ်လို့မြေပြင်တရင်အရင်မြစ်တွေကခန့်မှန်းပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပခုတ်ကူခရိုင်အမတ်တဆယ်တိုင်ရင်ကအင်းတော်မျိုးသိန်းတိုက်ပွဲများတွင်၎င်းတို့ရဲ့ရဲဘော်လေးဦးကြာဆုံးကြောင်းထုတ်ပြန်ထားပါတယ်။စကိုင်းတိုင်းတွင်းရှိကောလင်းပင်လေဘူးစားတဲ့မျိုးသိန်းတိုက်ပွဲရင်းနဲ့မတူပဲမျိုးထိခိုက်မှုနေတယ်လို့မျိုးကန်တချို့လည်းပြောပါတယ်။မျိုးကကောလင်းတို့ထိဆိုင်တို့ပင်လေဘူးတို့လောက်တော့မပြန့်စည်းဘူးစစ်တပ်ကောင်နီနာမှရှိတဲ့အင်းတွေကတော့ပြတ်သွားတာပေါ့။မျိုးရဲခအင်းတွေကတော့အဓိကမီ လောင်တာပေါ့နော်မြို့ပြင်ဘက်ကိုရေရင်းကုန်းရက်ွက်တို့ကတော့တလောက်ထိမဖြစ်ပါဘူးလို့အထက်ပါစင်ရေးတင်အရင်မြစ်တွေကပြောပါတယ်အင်းတော်မြို့ကံများစုမှာတိုက်ပွဲစတင်ဖြစ်ပွားစဉ်ကစတင်ပြီးမြို့နီနာရှိနီးစပ်ရာကျေးရွာတွေမှာတင်းရှောင်နေကြသလိုရှယ်ဝင်းမြို့ကြီးများကိုတင်းရှောင်နေကြသူများလည်းရှိပါတယ်ဂျပန်လိုင်းကူကောင်းအနီးရှိမြို့မှာဖုန်ကြီးကျောင်းမှာခိုလုံနေတဲ့ဆစ်ဆောင်များထဲမှာတချို့မှာလည်းလီတက်ပုံကျဲမှုတွေကြောင့်တည်ဆုံသွားပါတယ်တိုက်ပွဲပြန်လည်ဖြစ်ပွားတဲ့ AB တရနေ့မှာစစ်ကောင်စီတပ်ကပုံစံတိုက်ခိုက်မှုကြောင့်မြို့မှာဖုန်ကြီးကျောင်းမီးလောင်ပျက်စီးခဲ့သလို ဒေသခံနှုတ်ဘုံကြီးတစ်ပါးနဲ့ပြည်သူရှင်ဦးတန်ရရခဲ့ပါရယ်အခုမြို့သိမ်းပြည်ရဲ့နောက်လီချောင်းရန်စိုးရင်ရဆဲဖြစ်တော့လဲမြို့ကိုမကြမီပြန်ရမယ်လို့မျှော်လင့်နေကအင်းတော်ဆစ်ဆောင်တွေကပျော်ရွှင်နေကြတယ်လို့တင်းဆောင်နေတဲ့အင်းတော်မြို့ကံအမျိုးသားတောက်ကပြောပါရယ်အင်းတော်ဆစ်ဆောင်တွေတော်တော်များများပြောနေတာကပြန်ရတော့မယ်ပေါ့နော်တိတ်မကြလောက်တော့ဘူးနောက်ထပ်၂လ၃လပေါ့မြို့ကိုသူတို့ရှင်းလင်းလုပ်မယ်တော်တော်များများလည်းကိုယ့်ဘက်ကိုပြန်ကျင်နေတဲ့သူတွေကြီးပဲလို့ရည်သားထားတာကိုတင်ဆက်ပေးလိုက်ရပါရဲ့ရှင်